ဟိုရှိရှိတုန်းကရက်ွက်ထဲကတိုက်ခန်းငယ်လေးတစ်ခုမှမောင်းမောင်းဟာတူနောက်ဆုံးရှိတဲ့စာရွက်ကိုကြည်ရင်ခေါင်းကြုံကိုကျွေးနေမိတယ်။သူ့မှာကျမ်းမာရေးချိုးတဲ့ပြီးစေကူတမှုခံယူနေရတဲ့အမေကိုကြေးလက်ကအိမ်မှာစောင့်နေတဲ့ညီမလေးအတွက်နောက်လာအတွက်ကျူရှင်ကအားလုံးကသူ့ရဲ့လက်စာငွေထက်များနေပါတယ်။မောင်းမောင်းဟာကြေးလက်ရွာလေးကနေပညာသင်ဖို့ရန်ကုန်မြို့ကြီးကိုရောက်လာခဲ့သူပါ။တက္ကသိုလ်ပညာတော်တင်ယူခဲ့ရတော့လေမိသားစုအခြေအနေကြောင့်ပညာသင်ကျောင်းကိုပွဲရတဲ့ ठी ကိုမတင်လိုက်ရပဲအလုပ်ဝင်လုပ်ခဲ့ရတယ်။သူ့လှုပ်ရှားနေတာကစက်ယုံတစ်ခုမှအချိန်ပြည့်အလုပ်သမားဖြစ်နေပါ။ လောအခကနေပြီးအလောက်ကလည်းအရန်ကိုပင်မန်းနေပါတယ်အဲ့ဒီညကသူဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဒီလိုမဖြစ်ရပါဘူးငါပြောင်းလဲရမယ်ဆိုပြီးနောက်တနေ့မှပဲသူဟာသူ့မှာရှိတဲ့အင်္ဂလိပ်စာအုပ်ဟောင်းလေးတွေကွန်ပျူတာဆွဲဆောင်ကျမ်းဟောင်းတအုပ်ကိုထုတ်လာပြီးလေ့လာခဲ့တယ်သူတိတာကသူ့မှာပညာရေးမပြည့်စုံပေမဲ့အင်္ဂလိပ်စာကတော့အတန်သင်ရခဲ့တဲ့ညာဘက်တွေမှာအင်တာနက်ကနေသင်ခန်းစာတွေကိုတင်ယူပြီးကို့ဘာသာဆက်လက်လေ့လာခဲ့တဲ့ပါတနေ့တော့သူအလုံးလုံးနေတဲ့စက်ရုံတွေကပစ္စည်းတင်ပို့ရေးစီးရင်ကိုနိုင်ငံခြားသားမန်နေဂျာတယောက်ကမေးတယ် လူအလုံးဘာပြောနေလဲဆိုတာနားမလဲကြဘူးမောင်မောင်ကြတော့သူရှိကိုတိုးသွားပြီးခက်တိုးတိုးနဲ့ဘာသာပြန်ပြီးရှင်းပြလိုက်တယ်မန်နေဂျာကအံ့ဩသွားပြီးသူ့ကိုကျေးဇူးတင်ကြောင်းပြောပြီးနမီနဲ့ယာရူးကိုအဲ့နေရာကနေမေးသွားခဲ့ပါတယ်ဒီအဖြစ်ပြက်ကနေမောင်မောင်မှာအခွင့်အရေးတစ်ခုမြင်လာတယ်သူဟာမန်နေဂျာကိုချင့်ကပ်ပြီးသူ့ဘာသာပြန်လုပ်တွေလုပ်ပေးနိုင်ကြောင်းကုမ္ပဏီအတွက်ဆက်သွယ်ရေးမှာကူညီနိုင်ကြောင်းပြောပြခဲ့တဲ့အစပိုင်းမှာအခမဲ့လုပ်ပေးခဲ့ရတယ်သူ့ရဲ့ရိုးသားမှုစူးစမ်းမှုတွေကိုမန်နေဂျာကသတိထားမိသွားတယ် အချင်းကုံလူပန်းခံပြီးမောင်မောင်ဟာကုမ္ပဏီရဲ့နိုင်ငံခြားဖောက်တယ်တွေနဲ့ဆက်သွယ်ရေးမှမရှိမဖြစ်လူတယောက်ဖြစ်လာတယ်။သူ့ကိုယာရူတိုးပေးပြီးလက်စားလဲတိတိတတ်တာမြင့်ပေးလိုက်တယ်။ဒါပေမဲ့မောင်မောင်ရဲ့အိမ်မက်ကဒီလောက်နဲ့မရက်သေးဘူး။သူကငွေစုပြီးအွန်လိုင်းကနေအင်္ဂလိပ်စာသင်ကြားပေးတဲ့သင်တန်းလေးတစ်ခုဖွင့်လိုက်တယ်။သူတင်တဲ့ပုံစံကရိုးရှင်းပြီးလက်တွေ့ကြတဲ့သူကိုယ်တိုင်ဆင်းရဲခဲ့တဲ့အတွက်ဆင်းရဲသားလူငယ်တွေကိုဈေးချိုချိုနဲ့တစ်ခါတည်းအခမဲ့ပါသင်ပေးခဲ့ပါတယ်။သူ့ရဲ့နေမိကတဖြည်းဖြည်းကြီးလာတယ်။ နှစ်အနေငယ်အကြမောင်းမောင်းဟာသူ့ကိုယ်ပိုင်ဘာသာစကားတင်တန်းကြောင်းလေးတစ်ခုဖွင့်လှစ်နိုင်ခဲ့ပြီးသူ့အမေကိုလည်းကောင်းမွန်တဲ့စေကူတမှုတွေခံယူခိုင်းနိုင်ခဲ့ပြီးညီမလေးကိုလည်းစေတက္ကသိုလ်တက်နိုင်အောင်ထောက်ပံ့နိုင်ခဲ့ပြီးတနေ့မှာတော့သူဟာတငယ်ချင်းတွေဂျေဇုရှင်တွေကိုဖိတ်ပြီးကျေးလက်ကသူ့ဇာတိရွာမှာစာကြည့်တိုက်လေးတစ်ခုဖွင့်ပွဲပြုလုပ်တယ်ဖွင့်ပွဲမှာပရိသတ်တွေရှိမှသူဒီလိုပြောပါတယ်ကျွန်တော်ဒီရွာကနေထွက်ခွာသွားတော့ငါဘာမှမရှိခဲ့ဘူး စင်းရဲလွန်းလို့ညဘက်တွေပိုက်စားလို့မအိတ်ခဲရတဲ့ညတွေတောင်အများကြီးပါဒါပေမဲ့ကျွန်တော်မှယုံကြည်မှုနဲ့စူးစမ်းခြင်းနဲ့စိတ်တော်ရှိခဲ့တဲ့စင်းရဲတာဟာကျွန်တော်တို့ရဲ့ကံမဟုတ်ပါဘူးဒါဟာကျွန်တော်တို့ကိုပိုအားကောင်းလာအောင်ပိုစူးစမ်းတတ်လာအောင်သင်ပေးတဲ့ဆရာတဆူပါပဲမြေကြီးကနေစတင်ခဲ့ရပေမဲ့စူးစမ်းမှုနဲ့ဇွဲရှိရင်စိန်တုံးတွေအထိရောက်အောင်တက်လန့်နိုင်ပါတယ်ပြိသက်တွေရဲ့လက်ခုပ်တံတွေကြားတဲ့မောင်မောင်ရဲ့မျက်လုံးထဲမှာအတိတ်ကစင်းရဲဒုက္ခအလုံးကိုအောင်းနိုင်ခဲ့သူရဲ့ခြင်းနဲ့ပျော်ရွှင်မှုကိုအယံကိုပြောနေပါတယ် သူဟာငွေကြေးချမ်းသာတာထက်ပိုတဲ့အောင်မြင်မှုကိုသူ့ရဲ့စ조사မှုနဲ့ရယူနိုင်ခဲ့သူတယောက်ဖြစ်လာခဲ့ပါပြီ။စင်းရဲမှုကိုကြော်လွားခြင်း၊စတင်ချိန်တွင်အခက်အခဲများစွာရှိတော်လဲလက်မလျှော့ခဲ့ပေ။အခွင့်လန်းကိုဖမ်းဆုပ်နိုင်ခြင်း၊တင်းငယ်တဲ့အခွင့်အရေးကိုသတိထားမိပြီးအပြည့်အဝအသုံးချခဲ့ရမယ်။ဆက်လက်တင်ယူခြင်း၊ကိုအားကိုကိုပညာဆက်လက်တင်ယူရမှာကျေးဇူးတည်တဲ့ခြင်းနဲ့ပြန်လည်ပေးဆက်ခြင်းအောင်မြင်လာတဲ့အခါမိမိလူမှုပတ်ဝန်းကျင်အတွက်ပြန်လည်ပံ့ပိုးပေးခဲ့တဲ့လူဖြစ်လာအောင်စ조사ပါလို့ပြောခြင်းပါတယ်။ဒီပုံပြင်ကအကျိုးရှိမယ်လို့ထင်ပါတယ်။